မင်္ဂလာပါမိတ်ဆွေတို့ယဒီနေ့ကျွန်တော်ဖော်ပြပေးမယ့်အကြောင်းအရာကတော့အော်ဘောနော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် browser အသုံးပြုတဲ့အခါကျန်နေတဲ့ history တွေကိုဘယ်လိုဖြတ်ရမလဲနောက်တစ်ခုကအဲ့လို history တွေမချင်အောင်ကိုက incognito mode ကိုအသုံးပြုပြီးတော့ဘယ်လို browser သုံးရမလဲဆိုတာလေးကိုတစင်ချင်းဖြတ်သွားပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်က browser အသုံးပြုပြီးတဲ့အခါမှာကျန်နေတဲ့ history တွေကို ဘယ်လိုဖြစ်မလဲဆိုတော့ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီအလိုလေးပြောပြပေးဖို့တော့ကျွန်တော်ပထမဆုံး Google Chrome နဲ့ကိုဝင်ပါမယ်။ Google Chrome နဲ့ရောက်ဆိုရင်ကျွန်တော် history တွေကိုဖြတ်ဖို့အတွက် Google Chrome ရဲ့ညာဘက်တောင်အစွန်ဆုံးလေးမှာရှိတဲ့အဆက်ကလေး38အဲအဆက်ကလေး30ကိုနှိပ်ပါမယ်။ပြီးရင်တော့အဲလေးချောင်းအဲချောင်းချောင်းဒီခုနှစ်ချောင်းမြောက်မှာ history ဆိုပြီးရရှိပါတယ်။ Israel Post Glitchen Highlight Bar PNB မှာ history ဆိုပြီးထပ်ပေါ်လာမယ်။အဲ့ဒါလေးကိုကျွန်တော်တချင်နေလိုက်ပါ။အဲဆိုရင်တော့ကျွန်တော် history တွေကိုရောက်သွားပါပြီ။အဲဒါကတော့ကျွန်တော်တို့ရှားထားတဲ့ဟာတွေပါ။ကျွန်တော်မှကျွန်တော်ကရှေ့မှာရှားထားတဲ့ဟာတွေကိုအကုန်လုံးဖြတ်လိုက်ပြီးဖြစ်တဲ့အတွက်အခုလောလောဆယ်ရှားထားတဲ့ဟာတွေပဲရှားနေရပါ။အဲ့တော့ဒီဘက်မှာအောက်ဆုံးမှာ delete browser data ကိုနော်ကျွန်တော်တို့ browser data ဖြစ်ချင်တဲ့အခါ ီထဲကိုနေလို့ရပါတယ်။အဲတော့ကျွန်တော်တို့က history တွေဖြစ်ရှင်တဲ့အတွက် detailed browser data ကိုတချင်နေလဲပါ။အဲဆိုရင်ကျွန်တော်ကဒီမှာ bulk လေးတစ်ခုကြာလိုက်။ brown မှာတော့ကျွန်တော်က time rate ဆိုပြီး UI ပြန်နေ။ time rate ကအဲ24နာရီရဲ့9ရက်ရဲ့တစ်လရဲ့ပြီးတော့တနာရီရဲ့ပေါ့နော်။ရှိရ။ဒါကျွန်တော်တို့ all time ပဲရွှေ့လိုက်မယ်။ကိုကဥမာ big rate ရဲ့ကဖြစ်ရှင်နေဆိုရင်တော့24နာရီရွှေ့လိုက်ရ။ big အဲအပကဟာကိုဖြစ်ရှင်နေဆိုရင် တဖက်ပေါ့နော်အကုန်လုံးဖြစ်ချင်တာဆို all time ဒီဒီမှာအမှန်ရှိရှိရတာအဲဒါကတော့ AMA file ကို AMA video file နဲ့ပြန်မဆိုရင်အမှန်ရှိပြတယ်ပေါ့နော်အဲကျွန်တော် Google အခေါ်ရမှာ data တွေမှာပြန်မယ်ဆိုရင်အဲဒါကအမှန်ရှိပြတယ်ပေါ့နော်ကျွန်တော်ဒီမှာ browser history ဆိုရင် browser history ပဲပြန်မဆိုရင် browser history ပါအမှန်ရှိပြလိုက်ပေါ့နော်ကျွန်တော်ကကျတော့ဒီ browser ရဲ့မှာ history ပဲဖြစ်မှာဖြစ်တဲ့အတွက်ဒီတပုံတွေပါလေကိုတော့ကျွန်တော်ကအမှန်ကြီးဖြုံးနေမယ်ဘောသာအမှန်ကြီးချိလိုက်ရင်သူကကျွန်တော်ဖြစ်မိတယ်မှာအဲ့တော့ကျွန်တော်က browser history ကိုဖြတ်မယ်အမှန်ကြီးပေးမယ်ပြီးရင် delete data ဆိုတဲ့ကိုနှိပ်မယ်အဲ့ဒါရသွားပြီနော်သူကျွန်တော်ဒီ history မှာဝင်ကြည့်လိုက်ဒေါ်လေးတော့ကျွန်တော်ရှာထားရတာမရှိတော့အဲ့ဒါဆိုရင်ဒီနေ့ကိုအသုံးပြုပြီးလို့ချန်ခဲ့တဲ့ history တွေကိုဖြတ်လို့ရပါတယ် အဲကျွန်တော်အမားလေးပြန်နေတိုင်းပါဘောနော်ပြီးသွားရဆိုအဲ့တော့နောက်တစ်ခုကျွန်တော် recommend ပေးချင်တာကတော့ကျွန်တော်တို့အခုလိုပဲ history တွေ change ခဲ့တယ်ဒါပေမဲ့ကျွန်တော် browser ကိုတုံးတဲ့အချိန်မှာ history တွေ change ခဲ့တယ်အဲ့လိုမချင်အောင်ဘယ်လိုတုံးမလဲဘောနော်အဲ့ဒါလိုပြပြဖြစ်သွားတယ်အဲ့တော့ browser မှာကိုကတုံးပြူပြီးတော့ history မချင်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ incognito mode ဆိုပြီးရှိတယ် incognito mode လေးကိုဖွင့်ပြီးတော့တုံးပြရမှာပါ အဲ့တော့ incognito move ကိုဘယ်လိုဖွင့်ရမလဲဆိုတော့ shocket key လေးရှိပါတယ်။ control ရဲ့ရှေ့ရဲ့အနေပေါ့နော်။ control ရှေ့ခနဲ့နေတိုင်းဆိုရင် incognito move ကိုရောက်သွားရင် incognito move မှာကိုရှာတဲ့ဟာတွေကကိုကဲရနေစိတ်မပေးထားပါဘူး။ဘူးကန်းနေမစေးပေးထားတဲ့အတွက် history လည်းမကြံခဲ့ပါဘူး။ကိုကတင်မှာတစ်ခုရှာခြင်းနဲ့ဥမာခုံးဆိုပြီးရှာအောင်နော်။ဒီ page or

ID ID share တယ်ဆိုတော့ ID ပေါ့နော်အဲ့တော့ဒီမှာ share တဲ့ဟာတွေက history မချန်ခဲ့ပါဘာလို့ဆိုတော့ကျွန်တော် echo need to ဘူးဒီမှာဟောဖွင့်ပြီးတော့တောင်းလာဖြစ်တဲ့အတွက်ပါ echo need to move ကိုဖွင့်ပြီးတော့တောင်းလာဖြစ်တဲ့အတွက်ကျွန်တော် share ခဲ့တဲ့ဟာတွေက history ထဲမှာမရှိပါဘူးအဲ့တော့ကျွန်တော်ဒီမှာ tornado က ID လို့ phone လို့ hi hello share မှာအဲ့တော့ကျွန်တော် history ကိုဝင်ချလိုက်ပါ စရီတုန်းကနေ history ပေါ့နော်ဒီမှာ history ဒီမှာကျွန်တော်တောင်းရရှာရတဲ့ဟာတွေက history တွေမှာမရှိပါဘူးအဲ့တော့အခုတလောက်ဆိုရင်တော့ကျွန်တော်က Google browser သုံးပြီးလို့ channel history ကိုဘယ်လိုဖြတ်မလဲရဲ့အဲဒီလိုကိုအသုံးပြုတဲ့အချိန်မှာ history တွေမချင်ခဲ့အောင်အဲ iconic move ကိုဖွင့်ပြီးတော့ဘယ်လိုသုံးရမလဲဆိုတာလေးကိုနားလည်လောက်ပြီးလို့ထင်ပါတယ်ဒီ view လေးကမိမိအသုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေး လုပ်ပြီးပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်